သူတို့လည်းအရန်ဟိုပီတီဖြစ်ပြီးသူလည်းမျက်ရည်တွေကျเนาะအဲကျွန်တော်တို့ညီလေးပုံမျိုးကလည်းဟိုကနေမတည့်ရဆောင်နေတယ်သူကလည်းဟိုကကြည့်ပြီးမျက်ရည်တွေကျဟိုတော်လေးကိုပီတီဖြစ်ရပါတယ်ပျော်လဲပျော်စရာကောင်းပါတယ်တကယ်လို့ရှင်တယ်အဲ့လိုပဲသူရေတော်ရေးမိကြပါဘောเนาะသူလည်းဟိုဒီလိုမျိုးပြင်ဆင်တဲ့ဟာ तू မသိအောင်လုပ်ရဆိုမဲ့ရေတော့ရေးမိတာပေါ့ဒါမဲ့လည်းဘလိုပုံစံနဲ့လုပ်မလဲဆိုတော့ပဲ तू မသိတာပဲရှိတာပေါ့နော်အဲ့လိုမျိုးဆိုတော့အချင်းရှောင်းလိုက်တော့အချင်းရှောင်းလိုက်တော့ဟေးမိုက်ဟုတ်မိုက် းဖြစ်လဲဆိုတော့အမင်းကြီးတယောက်ကဒီအချိန်မှာလေအဲဒီလိုမျိုးလက်သက်ခွင့်တောင်းတာမျိုးလေးကြတာဒီကြီးပဲသူတို့အိမ်မက်ပေါ့နော်အဲအခုသူကအဲ့လိုမျိုးအကိုကပေါ့နော် အကိုကအမကိုအဲ့လိုလုပ်ပေးတဲ့ခါကျတော့သူလည်းတော်တော်ဝမ်းသာတယ်မျက်ရည်ကျတယ်အဲဝမ်းသာဝမ်းဝမ်းသာဝမ်းနေပေါ့နော်အဲ့ချိန်မှာနှစ်ယောက်တောင်းငိုကိုရဲ့ကြည်နဲ့မျက်ရည်တွေဝဲဝဲပြီးတော့ကြည်နေရတယ်အဲ့လိုပကြီးကိုလည်းအဲ့လိုမျိုးတံမိုးထားပြီးတော့အဲ့လိုမျိုးလေးပြင်းပြဆဲဆဲတေချာလေးပေါ့နော် ဟိုစူးစမ်းအားထုတ်ပြီးတော့အဲ့လိုမျိုးလေးတံမိုးထားတာမြင်ရတဲ့အခါကျတော့လည်းဟိုကျွန်တော်တို့ကជីနူးပီတီဖြစ်ရပါတယ်ခင်ဗျာအော်တော်လေးလည်းဝမ်းသာပြီးတော့ជីနူးပြီးတော့ပီတီဖြစ်ရပါတယ်အဲနောက်ပြီးတော့အဲ့ဒါညီလေးနဲ့ညီမလေးနဲ့ဆိုလို့ပေါ့နော်ဒါကိုမျိုးကိုပေါ့မေပကြီးပေါ့ဒါ congratulation လို့အဲရုံးလို့ပြောချင်ပါတယ်ခင်ဗျာတက်ဖြစ်တာကတော့အဲမျိုးကိုနဲ့ကျွန်တော်နဲ့ကဝိုးရှင်နေရပါတော့ညီကိုလိုပဲပေါင်းတာကြာပြီ10နှစ်ကျော်ပြီ အဲ့လိုမျိုးဆိုတဲ့အခါကျတော့ရင်းနေကိုရဲ့ရင်းနှီးနေပေါ့နော်ညီကိုရင်းနှီးနေတဲ့အခါကျတော့အခုသူကအခုဒါပကြီးနဲ့တွေ့တွေ့ဆုံပြီးတော့ပေါ့နော်ဒါအခုဆိုလို့ရှင်တော့ဒါရေဆက်ဆုံနေပြောပါပေါ့အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီပွဲလေးကိုလုပ်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဟိုဝင်ပြီးတော့ပေါ့နော်အတူတူပါဝင်ပြီးတော့တက်ရောက်ဖို့တော့ပေါ့နော်ဆိုပြီးတော့အဲ့လမ်းပြီးတော့ပြောရတဲ့အခါကျတော့ဒါနှစ်ယောက်ဆိုလို့ရတဲ့မေပကြီးဆိုရတာကျွန်တော်အလူပြန်လောကရဲ့ကိုယ့်ရဲ့ဒါဂျူနီယာဟိုကိုညီမလေးပဲပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီပွဲလေးလုပ်မယ်ဆိုတဲ့အခါကျတော့လည်းကျွန်တော်တို့ကဒါဝမ်းသာဂွန်ဆိုတဲ့တက်ရောက်ဖြစ်တာပါခင်ဗျဟုတ်ကျေးဇူးပါ congratulations ကလည်းကိုယ်ပါတရားလုံးအတွက်အခုနဲ့မှ congratulation ပါလို့အမီလိုက်ပေးပါလို့နော်ဘလောက်တော့မှလည်းကြည်မှုရတယ်ကြည်ပြီးတော့ကိုရင်ကိုရင်ရင်တော့ဟိုအတတိယပါသေးလားတတိယသားဟောမျိုးစီပေါ့နော်ဟိုပါပေါ့အဲဘယ်လိုပြောမလဲကျွန်တော်တို့ကလည်းအဲ့လိုပဲဟိုပါပေါ့ပုံစံတစ်မျိုးပေါ့သူပုံသူတို့ကကြောက်တဲ့ပုံစံတစ်မျိုးပေါ့အဓိကကတော့ကျွန်တော်တို့တွေက အာကိုရဲ့ဒလသမီးလောင်းဘောနော်ကိုဇနီးလောင်းဟိုဒါချစ်ခင်မြေနှုတ်မှုအစုံနဲ့ဘောနော်အဲအဲ့အဲ့စိတ်လေးနဲ့တန်ဖိုးထားပြီးတော့ဒါအခုလိုမျိုး ြည့်လို့တဲ့ပွဲလေးဆိုတဲ့အခါကျတော့ဒါသူတို့နှစ်ယောက်ဆုံးအတွက်လည်းတော်တော်လေးတော့ဝမ်းသာပါတယ်ဂျင်နူးနဲ့ဂျင်နူးကပါတယ်ဘာလို့ဆိုတော့အဲအိန္ဒိယဆိုလို့ရှိရင်လည်းဗဂျီဆိုလို့ရှိရင်လည်းအဲ့လိုပဲသူရေးတော့ရေးမိကြပါတော့သူလည်းဟိုဒီလိုမျိုးပြင်ဆင်တဲ့အခါသူမသိအောင်လုပ်ရဆိုမဲ့ရေးတော့ရေးမိကြပါဒါမှမဟုတ်လည်းဘလို့ပုံစံနဲ့လုပ်မယ်ဆိုတော့ပဲသူမသိတာပဲရှိတာပေါ့နော်အဲ့လိုမျိုးဆိုတော့သူလည်းတကယ်တမ်းအဲ့ပွဲမှာရောက်သွားအချိန်မှာမင်းတို့လည်းစီးတာလေမင်းတို့စီးတာပြီးတော့မှသူဖွင့်ကြည့်အချိန်မှာအတူမြင်ရဲမြင်ဝဲတော့သူသူတို့လည်းအရန်ဟိုပီတီဖြစ်ပြီးသူလည်းမျက်ရည်တွေကျပါတော့အဲကျွန်တော်တို့ညီလေးကိုမျိုးကလည်း ဟိုကနေမတည့်ရဆောင်နေတယ်သူကလည်းဟိုကကြည့်ပြီးမျက်ရည်တွေကြာဟိုတော်လေးကိုပီတိဖြစ်ရပါတယ်ပျော်လဲပျော်စရာကောင်းပါတယ်တကယ်ဟုတ်ဝမ်းသာမျက်ရည်များလုံးကြာတယ်နော်ဟုတ်ဘေးဘေးကဘေးကလူတွေပါမျက်ရည်ကြာရဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကဲဟုတ်ကဲ့ဒီလားအကိုတကယ်ချင်းနေဘေးတော့ဘယ်မှကြီးလင်းရပြီဆိုပြောကြပါဘာဒါအကျိုးလေးပေါ့နော်ဒါအကျိုး pre pre လေးပေါ့နော်အဲမင်္ဂလာဆောင်ကြောက်ရှင်တဲ့တစ်မျိုးပေါ့ဟုတ်ဟုတ်ကဲ့ပါ ဟုတ်ပါတယ်သူတို့ဟိုပါဘောနော်သူတို့နေရာအတူတူရှိနေရတယ်ဒါအတူရှိနေဆိုတာကဒါအလုပ်တွေအတူတူလုပ်တယ်အတူတူကြိုးစားတယ်အာကိုမျိုးကိုကလည်းပကြီးရဲ့အလုပ်တွေမှာဝိုင်းပြီးတော့ဘောနော်ဝိုင်းပြီးတော့ကိုကြီးထောက်ပံ့ပေးကြမျိုးတွေလည်းရှိတယ်သူဥဆောင်ပြီးတော့လုပ်ပေးရတယ်ရှိတယ်သူနောက်ကနေပြီးတော့ပံ့ပိုးပေးရတယ်ရှိတာဘောနော်အဲ့ဒါလည်းသူတို့နှစ်ယောက်ကလည်းအချိန်တန်းတစ်ခုလည်းကြာပြီးချစ်သူတန်းတစ်ခုလည်းအချိန်တစ်ခုလည်းရပြီဆိုတဲ့အခါကျတော့သူတို့နှစ်ယောက်ဆုံးတော့တင်းတော်တဲ့အချိန်နဲ့ဖြစ်ပြီးလို့ပေါ့အာသူတို့လည်းဒါအဲ့အတွက် ဆုံးဖြတ်ပြီးတော့ပေါ့နော်ဒီလိုမျိုးပွဲလေးကိုလည်းစီစဉ်ဖြစ်တာပေါ့ဟုတ်ကဲ့အဲဒါကတော့တို့အကောင်းဆုံးစီစဉ်နေပါတယ်အဲအဲ့ဒါကတော့ဒါတို့ကာယကစင်တွေပြောပါလိမ့်မယ်ကျွန်တော်ကတော့ဟိုတို့လုပ်တဲ့ပွဲတွေကိုတော့ကျွန်တော်ကတော့ဒါကိုမိသားစုလိုပဲကိုညီကိုမောင်နှမလိုပဲအဲဝမ်းသာစွာပျော်ရွှင်စွာဂုဏ်စွာနဲ့အားတက်ရောက်ပြန်ပါပါခင်ဗျာဟုတ်ကဲ့ပါ feeling ကကျွန်တော်စသဉ်ရောက်ွားရောက်ွားစသဉ်ပွဲကိုရောက်ွားအချိန်မှာကျွန်တော်စိတ်မကောင်းဖြစ်သွားတော့ဘာလို့ဆိုမိုးရအရန်ရောက်ွားအဲ့နေရာလေမိုးကအုန်းနဲ့ရွာချတဲ့ခါကျတော့တို့စင်နေတန်းတန်းနဲ့ကိုပဲ အဲဘယ်လိုပြောမလဲစဉ်းစားနေဘယ်ခဏရက်ထားတာပေါ့နော်အဲ့လိုဆိုတော့ဒီမိုးကတိတ်မှပဲအဆင်ပြေအောင်ဘာလို့ဆိုတော့သူကလေဒီအဲ the 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 sea restaurant မှာပေါ့နော်အဲ့မှာဆိုတဲ့ခါကျတော့သူကအပြင်မှာမြခင်းပြင်လေးမှာနောက်ကကန်ရီပြင်လေးနဲ့ဆိုတဲ့ခါကျတော့ဒါအပြင်မှာအောက်တို့လုံးမှာပဲလှမှာပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့အမိုးရွာတဲ့ခါကျတော့ဟိုကျွန်တော်အဆင်မပြေအောင်လားပေါ့နော်ဒါပေမဲ့မိုးတိတ်အောင်တော့ဆောင်းဆောင်းဆောင်းဆူတောင်းနေတာပေါ့ဒါပေမဲ့အဆင်ပြေတာကအဲပွဲစားကန်ရီကမိုးကတိတ်သွားတဲ့ခါကျတော့မြန်မြန်မြန်ချိန်ယူပြီးတော့ပြင်ဆင်လိုက်တဲ့ခါကျတော့အဲတကယ်တမ်းပွဲစားပြီးဒါပကြီးတဲ့ရောက်လာပြီးွားပြီး အဲဒီပွဲလေးကိုအဲလာတက်လာပြီဆိုတဲ့အချိန်ကျတော့အားလုံးကလုံးဝ perfect ဖြစ်သွားတယ်။ lighting တွေရောပန်းတွေရောလျှောက်လမ်းအစားကျွန်တော်တို့လျှောက်လမ်းချော်လဲမှာဆိုလို့မိုးရွာနေဆိုတော့သူတို့အကုန်တန်ရှင်းရအကုန်လုံးပဲဆိုအရန်အဆင်ပြေသွားတယ်ပေါ့နော်။အဲသူတို့တော်တော်လေးကိုလည်းကျူးကျူးစားစားနဲ့အဲသူတို့အဓိကသူတို့သားပေါ့နော်။ပကြီးကိုလည်းအဲ့လိုမျိုးတံမိုးထားပြီးတော့အဲ့လိုမျိုးလေးပြင်းပြဆဲဆဲတေချာလေးပေါ့နော်။ဟိုစူးစားအထုတ်ပြီးတော့အဲ့လိုမျိုးလေးတံမိုးထားတာမြင်ရတဲ့အခါကျတော့ဟိုကျွန်တော်တို့ကဂျီနူးပီတီဖြစ်ရပါတယ်ခင်ဗျ။ အဲဘယ်လိုပြည်ဖြစ်လဲဆိုတော့အဲမိန်းကလေးတယောက်ကဒီအချိန်မှာလေအဲဒီလိုမျိုးလက်သက်ခွင့်တောင်းတာမျိုးလေးကြတာတွေရှိပဲသူတို့အိမ်မက်ပေါ့နော်အဲအခုသူကအဲ့လိုမျိုးအကိုကပေါ့နော်အကိုကအမအောင်အဲ့လိုလုပ်ပေးတဲ့ခါကျတော့သူလည်းတော်တော်ဝမ်းသာတယ်မြေ့ကြတယ်အဲဝမ်းသာဝမ်းဝမ်းသာဝမ်းနေပေါ့နော်အဲ့ချိန်မှာနှစ်ယောက်တောင်းငိုကိုရကြည့်နေမြေ့ရီဝဲဝဲပြီးတော့ကြည့်နေရတယ်အဲ့လိုမျိုးပေါ့နော်သူတို့ပျော်ရွှင်တာကြည့်တော့လည်းကိုအရင်ပျော်ရတယ် ဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်အဲကျွန်တော်ပြောတော့ပြောတာပါတယ်ဒါမျိုးကိုရောပကြီးကိုရောအာပွဲပိုင်ပေါ့နော်အဲ့မှာလိုအပ်တာရှိလို့ရှင်ဘာဘာလိုအပ်လဲလိုအပ်တာဘာဝိုင်းကူပေးရမလဲပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်ပြောတော့ပါဒါပေမဲ့တို့ကလည်း message ပေါင်းစင်ပို့ပါတယ်တို့ကိုကုညီပေးရတွေအများကြီးရှိပါတယ်အဲ့လိုမျိုးဆိုခါဆိုတော့အားလုံးကလည်းပြည့်ပြည့်စုံလေးနဲ့ပေါ့နော်အဆင်ပြေရမှာပါဟုတ်ဟုတ်ကဲ့ဒါဆိုအများဆုံးပြောတဲ့လူလေးပြောချင်သေးတယ်ဒီနေရာကနေပေါ့ဟုတ်ညီမမိသားစုကောင်းတယ်ပေါ့နော်အဲညီလေးမျိုးကိုねညီမလေးမိပကြီးတို့ အအောင်မြင်ပျော်ရွှင်တဲ့ပြည်စုံတဲ့အိမ်တော်တစ်ခုမိသားစုတစ်ခုအမြန်ဆုံးပိုင်ဆိုင်နေပါစေလို့အဲဒီမင်္ဂလာပွဲဆီစဉ်ပြီးတော့ဘောနော်အမြန်ဆုံးအကောင်းဆုံးတွေပဲပြည့်စုံပါစေလို့ဆုတောင်းပေးပါရခင်ဗျာဟုတ်ကဲ့ပါကျေးဇူးပါကျေးဇူးပါတယ်ဟုတ်တက်တာလုံးတွေတက်တာလုံး